သခင်ယေရှုနဲ့သူ့ရဲ့နောက်လိုက်များအပိုင်းနှစ်ရှမာကုခရစ်ဝင်ကျမ်းအပိုင်းကို အပိုင်းငယ်30မှ35သခင်ယေရှုကမိမိရဲ့တပည့်တော်များကိုကိုရောနဲ့ပတ်သက်တဲ့အကြောင်းများစွာကိုတွင်တင်ပေးလိုပါတယ်။ဒါကြောင့်မရွေတွက်နိုင်တဲ့အံ့ဖွယ်အမှုတွေကိုပြုလုပ်တဲ့အခါဖြာနာသူတွေကိုကုသပေးပြီးလှိုင်းလို့ကိုငြိမ်သက်စေကာ မုံ၅ခုအနည်းငယ်နဲ့လူအစုအဝေးကိုကျွေးမွေးပြုစုတဲ့အခါတပည့်တော်တို့ကိုဘေးနားမှာထားပြီးတည်ရှိစေတော်မူပါတယ်။ဒါပေမဲ့တပည့်တော်များက"သူဘသူဖြစ်တယ်"ဆိုတာထက်"သူလောက်ဆောင်အံ့ဖွယ်အမှုများကိုပိုပြီးစိတ်ဝင်စားကြပါတယ်"ဒါဘလို့ဖြစ်နိုင်မှလဲ။တရက်မှာသခင်ယေရှုက သူ့တပည့်တွေကိုမေးပါတယ်။"တင်တို့ကငါဘသူဖြစ်တယ်ကိုသိတယ်နီ" တပည့်တွေကဒါရိတ်ဆန်ဆန်ရယောဟန်အီလီးယာဒါမှမဟုတ် အခြားပရောဖက်တယောက်ဖြစ်တယ်လို့ဆိုပါတယ်။တခင်ယေရှုကထပ်မေးပါတယ်။သင်တို့လည်းငါ့ကိုဘသူဖြစ်တနည်းမေးတဲ့အခါပေတရုကကိုရောဒီခရစ်တော်ဖြစ်သည်လို့ဖြေပါတယ်။ပေတရုအဖြေကနေတဆင်တခင်ယေရှုကအရေးကြီးတာကိုမိန်တော်မူပါတယ်။ကိုရောဒီစင်ရချင်းကိုရောက်မယ်။ညင်းပယ်ချင်းကိုခံရမယ်။ တည်ချင်းကိုခံရပြီး၃ရက်အကြာမှာရှင်းတန်းတော်မူမယ်။ဒါပေမဲ့တပည့်တွေကသူဘာပြောလဲဆိုတာနားမလည်ပါဘူး။တခိယေရှုကတပည့်တော်တို့ကို ထပ်ပြီးပြသတော်မူပါတယ်။ကိုရော်တီသူ့ရဲ့တပည့်တော်အနှဲငယ်ကိုမြမသောတောင်ပေါ်ခေါ်ဆောင်သွားကသူ့ရဲ့ထူးခြားသောအစင်းနဲ့ပြည့်စုံခြင်းကို တွေ့မြင်စေပါတယ်။သူ့အဝတ်အစားတွေကတန်ရှင်းပြီး တောက်ပြောင်လာပြီးကဘာပေါ်ကအခြားနေရာတွေနဲ့မတူဘဲတောက်ပလာပါတယ်နောက်တော့အီလီယာနဲ့မောရှိတို့နဲ့စကားပြောပါတယ်။ဒါပေမဲ့တပည့်တွေက အခုထိတခင်ယေရှုဘယ်သူလဲဆိုတာမသိသေးပါဘူး။သူတို့ကအတိတ်ပဲမရှိတာမျိုးကိုပြောပါတယ်။အရှင်ဖေဟာကျွန်တို့ဒီအရက်မှနေလို့ပါတယ်။ကိုရိုနဲ့ပရောဖက်တို့အတွက် နေထိုင်စရာများကိုစောက်ပါမယ်။ တပည့်တွေကအယံဝေးကွာလွန်ပါတယ်။အဲ့ဒီတုန်းကဘာတွေဖြစ်သွားလဲဆိုတာကိုနားမလည်ရင်မေးရမှာပါ။သခင်ယေရှုက သူ့ကိုယ်သူဘသူဆိုတာအဆက်မပြတ်ထုတ်ပေါ်ရှင်းပြနေပေမဲ့တပည့်တော်တွေကကိုရောကို လုံးဝစိတ်မဝင်စားဘဲသူတို့တွေတဲကဘသူက ပိုပြီးမျက်မျက်လဲဆိုတာကိုအချင်းချင်းညှိခုံနေကြပါတယ်။ကျွန်တော်ရဲ့စီးဆိုင်ဥစ္စာတွေကိုစီမံခန့်ခွဲပေးနိုင်လို့ကျွန်တော်ကအမြင့်မြတ်ဆုံး ကျွန်ုပ်ကသခင်ယေရှုရဲ့ညာဘက်မှာနေပြီးအစာစားလို့ကျွန်ုပ်ကအမြင့်မြတ်ဆုံးသခင်ယေရှုကခရစ်တော်ဖြစ်တယ်ဆိုတာကိုမှန်ကန်အောင်ပြောနိုင်လို့ကျွန်ုပ်အမြင့်မြတ်ဆုံးသခင်ယေရှုနာမှာဘသူကအကောင်းဆုံးဆိုတာကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ညှင်းခုန်နေကြပါတယ်သခင်ယေရှုကအရင်အိုးဖြစ်လို့တော့သူမိသူကနောက်ဆုံးဖြစ်ရမည်အလုံးစုံတို့၏အစီခံဖြစ်ရမည်လို့မိန့်တော်မူပါတယ် အားလုံးပဲကျွန်တော်တို့ကသခင်ယေရှုရဲ့နှုတ်ကပတ်တော်များကိုဘလောက်ပဲကြားရကြရကိုရောရဲ့အဖွဲအမှုများကိုဘလောက်ပဲမြင်ရမြင်ရကိုရောရဲ့ထူးခြားသော အစင်းအယောင်နဲ့ပြည့်စုံသည်ကိုသက်သေပြတာကိုပဲမြင်ရတာဖြစ်ပါစေ ကိုရောကအဘယ်သူဆိုတာကို ကျွန်တော်တို့မသိပါကကျွန်တော်တို့ကတပည့်တော်များလိုမိုင်မဲတဲ့စကားလုံးကိုသာပြောဆိုနိုင်မှာဖြစ်ပါတယ်ဒီတပတ်သခင်ယေရှုရဲ့နှုတ်ကပတ်တော်တို့ကိုဂရုစိုက်ပြီးနားထောင်ကြရအောင် ။တခင်ယေရှုပြသတဲ့စံကျင်မှုတွေကနေတဆင်။တခင်ယေရှုရဲ့ထူးခြားသောအစင်းအယောင်ကနေတဆင်။လဝါကတိုင်တော်နဲ့ပြန်လဲရှင်သန်ထမြောက်ခြင်းအပြင်ကျွန်တော်တို့ကိုချစ်ပြီးကယ်တင်ဖို့အတွက်ကြွလာတဲ့တခင်ယေရှုရဲ့နှုတ်ကပတ်တော်တို့ကိုကျွန်တော်တို့ကြားသီးနားလည်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။